ပရိသတ်များအလုံးမဲမင်္ဂလာပါ Gucci Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်ရဲ့ Channel လေးကနေတင်ဆက်ပေးသားမယ့်ဇာတ်လမ်းလေးကတော့အောင်မြတ်ဆန်၏ဘဝအစစရိဇာတ်လမ်းလေးပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေဟာကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးတော့တင်သမားတွေကိုသိနိုင်အောင်လို့ဘေးနားက Notify Bell လေးကိုလည်းနှိပ်ထားပေးကြပါဦးဗျဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးသားမယ့်သူကတော့ကျွန်တော်ခခန့်ပဲဖြစ်ပါတယ် ကေတာဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာ။တင်ငတူရဲ့ညညောင်းတောင်ရတဲ့ဒေးဒီကျူစူတန်တွေကကြားရသူဖို့စိတ်နှလုံးကိုအေဂျင်စီမိပါမှန်ပါပဲ။အဲ့လိုလွင်ပြက်လာတဲ့ဒေါ်ရင်တနီယာမှာတော့အလွန်အေဂျင်လာပြီးတရားတန်ဖျားတန်တွေကြားနေရတဲ့တောရကြောင်းတစ်ကြောင်းတရှိနေပါရဲ့။အောင်ရဆန်းလူလေးအတိတ်ကြောင်းတွေပြန်တွေးနေပြန်ပြီလားကွ။တော့မလေးမညာနဲ့ပြောရရင် ဟုတ်တယ်ပါမယ်။ ေးကွယ်ပြီးခဲ့တာတွေလည်းပြီးပါစီတော့အချိန်ညားလည်းကြာတောင်းခဲ့ပါပြီလေပြည့်သူအသည့်ဖြစ်သူအဟောင်းကွယ်အဘမင်းနဲ့ဆရာတော်ရဲ့သူတော်ကောင်းဝင်းယုံခြုံပေးထားလို့တချို့တလီတော့ကွဲလို့တီးခန့်တက်နေပါပြီအေးကွယ်သာဓုသာဓုသာဓုအခုလိုကြတော့အဘတကယ်ဝမ်းသာပါတယ်ဒါနဲ့လူလေးကိုဆရာတော်ခေါ်ထားတယ်သွားလိုက်အောင် ဟုတ်ကဲ့ပါမင်း ဒီဖြစ်ရရဲ့အစမှာဆိုရင်ဖြင့်မြတ်ဆန်မင်းရဲ့မွေကိုဆက်ခံတဲ့တားတယောက်ရဖို့မင်းမိမယူပါမယ်။ဗျာဗျာဆရာကြီးအေးကွာဘာလဲမင်းရမယူချင်ဘူးလား။အဲအဲ့လိုလည်းမဟုတ်ဘူးလေဆရာကြီးအယူချင်တာပေါ့။မင်းခင်လေးကိုလက်ထပ်ရမယ်။ဓမ္မပညာအဆင့်တက်ရင်အနောက်ရှက်မှဖြစ်မှာ။ခင်လေးဆိုတာကတော့ဆရာကြီးရဲ့တူမအရင်ခောက်ခောက်ဖြစ်ပြီးမြတ်ဆန်ကတော့တပည့်ရီထဲကအတော်ဆုံးတပည့်ဖြစ်တယ်။ မြက်ဆန်နေခင်းင်းတို့နေ့အောင်လုံးကလက်ဝဲပညာရှင်တွေဖြစ်ကြပြီးခင်းင်းကကြမျိုးရိုးစင်စရာလက်ဝဲပညာရှင်တွေမို့သူရဲ့ပညာစွမ်းကအတတော်လေးထက်မြင်လာရည်ဆရာကြီးရဲ့ကျေးဇူးကြောင့်မြက်ဆန်လည်းအိမ်တော်ပြုခဲ့ရပါရည်တရက်တော့ခင်းင်းကဗုံမီခတ်ကျိုးကို ပိုင်ပိုင်နိုင်နိုင်အသုံးပြုနိုင်ဖို့အထက်ထက်ခါခါလေ့ကျင့်နေရပဲဖြစ်ပါရည်ဗုံမီခတ်ကျိုးဆိုတာကတော့မိစအားလုံးကိုခေါ်နိုင်တဲ့ကျိုးဖြစ်ပါရည်အဲ့လိုလေ့ကျင့်ရမှာမြက်ဆန်မှာနဘေးကစီးစားပြီးခန္ဓာတစ်ပုဒ်ကိုရွတ်ဆိုနေရသေးတယ် ဘာကြောင့်လဲဆိုတော့အဲ့ဒီပေါ်ပြခဲ့တဲ့ဂျိုးမှာဆန္ဒဂျိုးပညာရထေးကပညာတရက်ဖြစ်တာကြောင့်အနောက်ရက်တွေကလာရောက်ဖြစ်စီတတ်တယ်။ကာလာရီအမြဲမပြတ်ရွတ်ဆိုနေတဲ့မျက်စံကသူ့ရဲ့ဖေကပြန်တန်းလာတဲ့ပညာဆက်ကိုလက်ပြန်ရိုက်ချရသေးတယ်။အယောင်တလက်လက်ပညာဆက်တွေကတစ်ခုပြီးတစ်ခုဝဲပြန်လာတော့မျက်စံလေးလေးပေါ်မှာမီဘလူကိုကွက်မြောင်အင်းကိုလက်ဝဲရင်းနဲ့ရေးကောင်နဖူးပေါ်လက်တင်တိတ်တိတ်ယူကားလေးစုံကိုအားကုန်ရိုက်ချလိုက်တဲ့ဆွေဖြင့်ခင်းရဲ့နဘေးမှာပတ်လင်မီစီဝိုင်းကြီးဘောလာကဘလူးကိုကောင်ကလည်းဝင်းရင်ထားတယ်။ အောင်မြင်သွားပြီခင်းနေမှာစံတကြိုးပညာရထဲက10ကြိုးအထိတက်မြောက်လာခဲ့ပါရဲ့ဒီလိုနဲ့မျက်စံတို့အိမ်တော်တတန်း၄နှစ်ကျော်မှခင်းနေမှာကွန်မင်း၃လရခဲ့ပါရဲ့ရှင်မရဲ့ဒီချိန်ဆရာကြီးရှင်သိကောင်းပါပဲစိတ်မကောင်းတာတွေတွေးမနေပါနဲ့လားရှင်အေးပါကိုကဒီတိုင်းတတိယလို့ပြောမိတာပါဒါနဲ့ရှင်ဟိုဘက်ရွာအကျွေးသွားကောင်းရမှာမဟုတ်ဘူးလားอืมသွားမလို့ပဲနည်းနည်းစောသေးလားလို့ စောစောသွားလေရှင်ရဲ့ညနေပြန်မိုးချုပ်နေမယ်။ဟုတ်ပါပြီ။ကောက်ခုသွားပါမယ်။ကယူဆိုင်နေတော့အိမ်မှာဝစ်ဆောင်းလေးလည်းမလျှော်ထားနဲ့။ဟွန်းအကဲပူပြီ။မြက်ဆိုင်ရွာမှာအိမ်ရောင်ဒီတိုင်းဒေသကြီးဘက်မှာရှိတဲ့ညောင်မေသာရွာဖြစ်ပြီးတပတ်ရွာကျွေးတဲ့ရွာကိုယာထွက်အသုံးလို့လို့ချိန်ထားတဲ့သူတွေစီပြန်တောင်းဖို့ရာထွက်လာခဲ့ခြင်းပင်ဖြစ်ပါရဲ့။အရှင်လေးအရှင်လေးတော်ဘူးရှိလားဗျ။ဟေးမြက်ဆန်ကောက်ပြန်လာကောက်တာလားကွ။ ဟုတ်တယ်ရေးလေးရေးအရေးလေးတူမအတွက်မွေးဖို့ဖွားဖို့ဆူထားခြင်းလို့ဟုတ်တော့လေဟုတ်ပါရဲ့လေရောရောမြတ်ဆန်အရေးပေးစရာရှိတာဟုတ်ကဲ့ရေးလေးကျွန်တော်တခြားသူတွေစီဆက်သွားလိုက်အောင်မေးဟဲ့အခားရေးလေးတောက်သွားအောင်လေမတော်တော့ကြီးရေးပြန်မိုးချုပ်နေမစိုးလို့ဗျာရသာရှိတဲ့အိမ်တွေကိုတိမ်စင်းတိမ်ကျလိုက်တောင်းကအိမ်ကိုပြန်လာခဲ့ရအောင် နေမင်းကြီးကနောက်ဖက်ရှူတဲ့ကိုဆင်းလီအဝင်ရောက်ပြောက်ခွေသွားပြီးအလေးရောင်ကခက်မိမိသာကြံရှိတော်ပြီးအမောင်တို့ကတဖြည်းဖြည်းကြီးစိုးလာပါတော့ရဲ့ခင်းနေမှာမူကိုလာလွယ်ဆင်းလာပွားလို့တင်ပြီးနဲ့စစ်ခင်းပြီးလောကကြီးတဲ့ကိုအောင်မျက်စံလိုအမိရတဲ့ကလေးတယောက်ကိုခြေချောက်ဝင်ပေးခဲ့လေတယ်မျက်စံကတော့ကလေးရဲ့ထူးခြားတဲ့ရာကိုချက်ချင်းဆိုသလိုသတိထားမိခဲ့တယ်ညာဘက်ရင်ဘက်ပေါ်မှာစမကြီးလေးလုံးကအင်းကွက်ပုံသဏ္ဍာန်ပါရှိလာတာကြောင့်မျက်စံလေးခင်းနေကိုပြကားတယောက်နဲ့တယောက်နားလည်နေဟန်တဲ့ကြီးကအတူတူခေါင်းငိတ်လိုက်ကြတယ် အမေဆန်လေးကထူကြတယ်။အငယ်ကတည်းကအသာရေမစားဘူးကြွေးလို့လည်းမရဘူး။တခါတခါသူ့အဖေနဲ့အမေရဲ့မျက်လုံးထဲမှာအောင်မြတ်ဆန်လေးရဲ့ခန္ဓာကိုယ်ကအယောင်တစ်ချက်တစ်ချက်ထွက်လာတာကိုတွေ့မြင်ကြရတယ်။တခါကမြတ်ဆန်ပါသူ့ရဲ့သားအိမ်နေချိန်ညာဘက်ရှင်ဦးဘောကအင်းစမတွေကိုကန်ကြီးလိုက်ကမိတုံးကဲကို သွားထိရတဲ့သူအလွန်ပူလောင်ခဲ့ရသေးတယ်။မြတ်ဆန်ရဲ့ခင်လေးကပညာမွေပေးဖို့ရဘလို့မှမစွမ်းနိုင်ခဲ့ပြီး သူတို့တက်ထားတဲ့ပညာတွေကိုအလဟတ်သက်ဖြစ်သွားမှာကိုလည်းစိုးရင်ကြားရတယ်။ဘာလို့ဆိုအနေနဲ့လာလာစူးစားထားရတာမို့ကြောင့်ဖြစ်ပါရဲ့။အောင်မြတ်ဆန်းအောင်မြတ်ဆန်းတားမင်ပါလေ။ဟဲ့ရှင်မဘာဖြစ်လို့လဲ။ရှင်သားလေးပေသွားစောင်းနေပြန်ပြီလည်းမသိဘူး။ရှင်မဟိုမှာအောင်မြတ်ဆန်းတရားတရားတဲ့စကားတွေပြောနေတယ်ကွာ။သူတို့လင်မြားလေးအောင်မြတ်ဆန်းလေးရဲ့နားကိုသွားကား။ဒါဘသူနဲ့စကားတွေပြောနေရလဲ။ အဖေနဲ့မေယာမတွေ့ဘူးလားဒီမှာဟမ်စောင်းနာတော်ဒီနားမှာရှိပါသေးတယ်။ဒါငါမေယုံမင်းနေရလေဘသူနဲ့စကားပြောနေရလဲလို့ရှင်ရလေကလေးကိုဖြစ်ဖြစ်မိပါတားစီအဖေဘွားမကြာခဏဆိုသလိုလာတဲ့အမေနဲ့ဖေရဲ့အဖေဘွားပြောတာကတော့သူ့နာမည်ကဘူဘူအောင်နေတားကိုလည်းသူ့အနေနဲ့မဟာမြိုက်တော်ကိုလှိုင်းလေမလားလို့လဲခေါ်တယ် အာမေဆန်ရဲ့စကားအဆုံးမျက်စံလေးခင်းင်းရဲ့နှုတ်မှာအာမေဒိတ်တန်ကိုစီထပ်ပေါ်လာခဲ့ပါရဲ့ဒီနေ့ဘက်မှာမျက်စံလေးခင်းင်းရဲ့ပညာဆွမ်းကိုဘယ်သူမှမရှင်နိုင်ကြပါဘူးအွန်လိုင်းပညာသင်ရိကပညာဆွမ်းပုံမြင်တဲ့သူဟာအုံချုံရတဲ့သူဖြစ်တဲ့တနေ့တော့သူတို့မိသားစုစီအာကုသူဂျိုဆိုကစိုက်စိုက်မြိုက်မြိုက်ဝင်ရောက်လာပါတော့တယ်အဲ့ဒီချိန်တော့အောင်မျက်စံလေးရဲ့အသက်က9နှစ်ရွယ်ပေါ့အွန်လိုင်းပညာရှင်တယောက်ကသူတို့ရဘက်ကိုရောက်ရှိလာပါရင်အဲ့လိုရောက်လာတော့ကိုလည်းမျက်စံနဲ့ခင်းနေလဲကြားပြပါပြီ သူ့ရဲ့ရည်ရွယ်ချက်မှမူအွန်လိုင်းပညာသည်တွေအကုန်လုံးကသူ့ရဲ့အောက်ကိုရောက်ရှိစေရန် သူ့မိကိုနာခံစေရန်မူလက်ဝဲပညာရဲ့မှသူသားလေးမိမှုအုပ်ဆိုးခြင်းနဲ့ကျန်နေများကပညာသည်တွေကိုလည်းသူ့ရဲ့လက်အောက်ကိုတင်းတင်းကယခုတပံတီရွာလေးကိုဥတီလာခဲ့ခြင်းဖြစ်ပါ၏မထာခင်မှာပဲသူ့ရဲ့အစီအစဉ်ကိုအကောင့်ထဲစတင်ဖော်ဆောင်လေးတယ်တပတ်ကလည်းခေါင်းမာတော့အသေးသေးတိုက်ခင်းရတဲ့ပညာဇန်ပွဲများလည်းရှိတယ် မျက်စံနဲ့ခင်နှင်းတို့လည်းအစင်းသေးဖြစ်အောင်ပညာဇက်တွေကိုအသက်သွင်းပြီးတော့ချက်ကချက်ကလေ့ကျင့်နေလေတယ်။ရာသိမ်းပြီးပြန်လာတဲ့တညနေခင်းမှာမျက်စံကပေါက်ပြားကိုထမ်းပြီးတော့ရာထဲကနေအိမ်ကိုအပြန်လမ်းမှာအောင်လန်းကောင်ကိုတွေ့လိုက်ရတယ်။အဲ့လိုရဲ့မိမမိသူမိဝဖြစ်ကြောင်းတစုံတရာမှမသိရသေးခြင်း။အဲ့ဒီကိုမျက်စံကဂယုမဆိုင်ပဲအရှိကိုဆက်ရှောင်းနေစဉ်မျက်စံရဲ့ရှောင်းနေတဲ့ခြေလန်းတွေရဲ့အရှိကပိတ်ရက်ကမျက်စံဆိုတာမင်းလာကောင်လေး မျက်စံကမိကြောင်မတက်မျက်လုံးအနေနဲ့ကြည့်ကမျက်စံဆိုတာကြုတ်ပဲဘာကိစ္စရှိလို့လဲမင်းတို့လေများနေအောင်ငါရဲ့တောင်းအောင်မနေပါငါမေကိုနာခံပါကျုပ်ကဆရာကြီးအောင်ရဲ့မိန်းကလွှဲရင် မနာခံတတ်ဘူးဗျာအဲ့တော့ခင်ဗျားဘာလုပ်ချင်လဲကြိုက်သွားပြီဟေခုလာမဲ့တစားမုံလာပြင်းနေမင်းတို့နဲ့ငါပညာဆန်းခြင်းနေငါဆုံးခဲ့ရင်ဒီရွာကပြီးတိုင်ထွက်သွားမယ် မင်းတို့ရှုံးခဲ့ရင်တော့ငါရဲ့မိတ်ကိုနာခံပါ။ကောင်းပြီလေ။တစားမုံလာပြီနေခမားနဲ့ကျွန်တော်ပြန်တွေ့ကြတာပေါ့။တစားမုံလာပြီနေရရောက်ရှိလာပါပြီ။သူတို့ရဲ့မျက်နှာမှာလည်းစွန့်ရိတ်စိတ်ကနေရာယူထားလျက်ရှိတယ်။အဲဒီစွန့်ရိတ်မှုကသူတို့တက်မဟုတ်ပေ။အောင်မျက်စံလေးတွေ့တာဖြစ်ပါရဲ့။မျက်စံကခင်းနေကိုဗလိုက်ခင်းရင်အောင်မျက်စံနားမှာသာနေဖို့မှားတော့လေ။ခင်းနေမှာမျက်စံကိုစိတ်မချတာကြောင့်သူပါလိုက်ရင်ဆုံးဖြတ်ပြီးတာကြောင့် မြက်ဆာမလေးတာမေးရတော့ခင်င်းကိုပါ ခေါ်ပြီးရွာပင်ကလေဆက်ရှိရာကိုနှစ်ယောက်တူတူထွက်လာခဲ့ရယ်ဆန်နဂျိုးကဝီမလေးကိုပါခေါ်လာပါလားကွာဒီယိုလာရာရှင်ရဲ့စကားတွေဖောင်ဖွဲဖို့မဟုတ်ဘူးရှိသမျှပညာအကုန်ထုတ်ပါအောင်ကြီးတူမနဲ့တပည့်တော်မြက်ဆာအလားကြီးပါလားကွာအထင်ရှိသေးရဲ့နော်ငါလက်အောင်ဝင်လို့ရသေးတယ် မြတ်စွာဘုရားစကားပြောနေစဉ်အတွင်းမှာပဲအပြန်ရောက်လေးတန်းဆက်တစ်ခုနဲ့အောင်လန်းဆရာကြီးစီပြင်လွန်လိုက်ရာအောင်လန်းကြီးကသူ့ရဲ့ဘယ်ဘက်လန်းတဲ့ဆက်ကိုအသာရချိုးပြပလိုက်နိုင်ပါ रे ခင်းထဲမှာမြတ်ဆန်ကိုတစ်ချက်လန်းကြည့်ပြီးခေါင်းကြီးပြကမဲနေနေတဲ့ရွေးစင်ကျိုးတွေကပတ်ဝန်းကျင်မှာဖြောင်ထွက်သွားအောင်လုပ်ပြီးအဲဒီဆက်ကျိုးတွေကိုအောင်လန်းကြီးစီပြင်လွန်လိုက်ရာတဲတဲမဲမဲပြင်ဝင်သွားတဲ့ချိန်မြတ်ဆန်မှာဗဇက်ထဲကအနီရောင်ဆက်တန်းတစ်ခုကိုထုတ်ကာထပ်မံပြင်လွန်လိုက်ခြင်းလွေစင်ကျုံးရဲ့ဆက်တဲကပေါင်းစည်းသွားပြီးအောင်လန်းကြီးရဲ့ရင်ဝတ်ကိုတစ်ချိန်တို့ပြေးဝင်သွားတယ် ။နိုင်သူအားလည်းခေသူမဟုတ်အရှိန်နဲ့ပြင်းဝင်လာတဲ့စက်တီကိုနတ်ကရင်ကိုအသက်သွင်းပြီးအကောင်အွယ်ယူထားတော့စက်တီကရင်ကိုမထိုးဖောက်နိုင်တော့ဘဲအကုန်ပြတ်တောင်သွားခဲ့ပါရဲ့။ကဲမင်းတို့ပြီးငါလက်အောင်လန်းကြီးမှာလဝါနဖက်ကိုစူးစီးလိုက်ပြီးလက်အတွင်းမှာမျက်လုံးဆူးရှားတဲ့အလင်းတန်းလေးနဲ့တူပြန်ရောက်စက်တန်းတစ်ခုပေါ်ထွက်လာပြီးမျက်စံတို့ရှိရာပြစ်လွတ်လိုက်ပြီးတော့မန်နတ်ဘုတ်ကိုရွတ်ဆူလိုက်ရအဲ့ဒီစက်တန်းကြီးရဲ့စွမ်းကပုံမူကြီးထွားသွားခဲ့ပါရဲ့ မြန်ဆန်နေခင်နေမှာစက်တန်းရဲ့အချိန်မှာမြန်တော့ကာကွယ်ဖို့နောက်ကျခဲ့တာကြောင့်ရှင်မကိုမန်ကနောက်ကိုလဲကျသွားခဲ့တယ်။မယောင်သားလေးမဆက်ကသွေးရီတလဟောအန်ကြလာတယ်။အဲ့ဒီချိန်အောင်မြန်ဆန်လေးကဘဲကမန်းပလူရောက်လာလဲမသိအဲ့ဒီမြင်ခွေတစ်ခုလုံးရဲ့အဆအဆုပ်ကိုတွေ့မြင်ခဲ့ရတယ်။ပြီးတော့သူ့ရဲ့မြန်မွန်းအိမ်ထဲမှာလည်းမျက်ရည်စရီကအပြည့်နေရာယူထားလျက်ရှိနေတယ်။ကောင်းတဲ့ဆရာကြီးကအဆုံးသတ်ရန်ဆုံးဖြတ်လိုက်ပြီးဆန်တဲ့ခုကိုထုတ်ကောင်းမြတ်ဆန်တို့စီတက်ပြီးပြင်လွှတ်လိုက်ရော မြတ်ဆန်နေခင်းထဲမှာအောင်လန်းကြီးရဲ့ဆက်ကြောင့်အောင်မြတ်ဆန်လေးရဲ့အရှိတမမရှိမလားသိဆုံးခင်ရတယ်။ဒီချိန်အောင်မြတ်ဆန်လေးကပုံကြည့်နေတဲ့နေရာကချက်ချင်းထားကသူ့အမိနဲ့အဖေအလောင်းရှိရာကိုပြေးပြီးပြေးဖက်ထားလိုက်ခြင်းကလေးတောင်ရဲ့ဝမ်းနှင်းငိုတဲ့ကြောင့်အောင်လန်းကြီးမှမူမေ့တတ်သွားပြီးအနောက်ကိုပြန်ကြည့်ကသူတို့ရဲ့သားဖြစ်နေကြကြောင့်ဂျူပင်ရှင်ဂျူငုတ်ပါမချင်အောင်ရှင်းစရယ်စကပုံတိုင်းအပြစ်မရှိသေးတဲ့အရိကလေးကိုပါတဲ့ရန်ဆက်တစ်ခုကိုထုတ်ကအောင်မြတ်ဆန်လေးရဲ့ခေါင်းတဲတဲ့ကိုပြစ်ခွင်းလိုက်လျာ ရွှေရောင်တပိတ်ပိတ်တောင်းနေတဲ့တန်ကိုချာကအောင်မျက်ဆံလေးရဲ့ခန္ဓာကိုယ်ကိုအုံမိုးထားပြီးအလင်းထန်းတွေကမျက်စိကြိမ်တက်ဖြာထွက်လာပြီးအောင်လန်းကြီးမှာလက်နဲ့မျက်နှာကိုအုံလိုက်ကအလင်းထန်းတွေကွဲပြောက်သွားတော့အောင်မျက်ဆံရှိရာကိုပြန်ကြည့်ကောင်စက္ကန့်အနည်းငယ်တွင် နေရာကနေပျောက်ကွယ်သွားခဲ့တာကိုတန်တော်တွေ့ရှိလိုက်ပါရင်အောင်မျက်ဆံတို့လာတော့သူ့ရဲ့နှပေးမှာအဖိုးအတယောက်နဲ့အတူဦးစင်တပါရှိနေလေတဲ့သူလည်းသူ့ရဲ့အဖေနဲ့မိကိုချက်ချင်းတတိယပြီးထမယ်ပြုခေါင်းကရိတ်ကနေဖြစ်ကထမရပဲ အိယဘော်ကသာပြန်လဲကြသွားတယ်။အိညာကသူ့ရဲ့မသိစိတ်ကတန်ခေါ်ချောင်းရင်းကိုတုံးလိုက်ခြင်းကြောင့်ပင်ပန်းနွမ်းတွေတောင်းရခြင်းပဲဖြစ်ပါရဲ့။အဖိုးကသူ့ရဲ့အကြောင်းစောက်ကိုမေးတော့အဲ့ဒီဖိုးရဲ့မိကိုဖြစ်ပြခဲ့သမျှအကုန်ပြောပြခင်းရောက်အဖိုးကဦးစင်းနဲ့တံပင်ပြီးကြောင်းပါပြီးဝေးစားခဲ့လို့ရတယ်။ပရိသတ်များခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့အောင်မြတ်ဆန်ရဲ့ဘဝအစစရေဇာတ်လမ်းလေးပဲဖြစ်ပါတယ်။နောက်ဆက်ပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုလည်းအထူးမင်ကျေးဇူးတင်ရှိပါတယ်ဗျာ။ ဒီဇာလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်မဲဖြစ်ပါရယ်ခင်ဗျာ